်စေအောင်စုကဒုံဆန်းစုကြည်ဆိုတဲ့နာမည်ကိုရမ်းကြတယ်ဒုံဆန်းစုကြည်ရဲ့စွန့်လွတ်မှုစွန့်စားမှုနဲ့နာခံမှုသူသဖြင့်အဲ့လိုနဲ့နာခံမှုတွေဆိုပြည်သူရဲ့ယုံကြည်မှုရအဲ့ဒီပြည်သူရဲ့ယုံကြည်မှုထောက်ခံမှုစေအောင်စုကရမ်းကြောက်ပါတယ်အော်ဝတ်ကြည့်ခုလိုမျိုး people spring ကိုခြေပြေးတာအကြောင်းအရာတက်ပါတယ်ဟုတ်ကဲ့ဟုတ်ပထမဆုံးကတော့ဒီဇွန်လ19ရက်ကဒေါက်တာဆုကြည်ရဲ့80ပြည့်နှစ်ဝင်းနေ့ပေါ့လေဒါဒီဝင်းနေ့မှာဘုဒ္ဓဘာသာခန်းစည်းကမ်းအားဖြစ်တဲ့ အသက်80ရွယ်နိုင်ငံအချင်းသားနဲ့ပတ်သက်လို့ပထမဆုံးပြောချင်ပါလေဗျာကျွန်တော်တို့ဒေါက်ဆန်းစုကြည်ကိုဆောက်ပြီးတော့သိခဲ့တာက1988 88ဘယ်ဖြစ်ခဲ့အဲ့ဒီအချိန်ကြီးကဆောက်ပြီးတော့သိခဲ့တာဖြစ်တယ်ပြီးတဲ့အခါကျတော့ဒေါက်ဆန်းစုကြည်ကဒီမြန်မာနိုင်ငံပြည်သူတွေအတွက်သူ့ရဲ့ဘဝကိုစတီးခဲ့မိသားစုနဲ့ဝေးကွာပြီးတော့သူကမြန်မာနိုင်ငံထဲမှာတယောက်တည်းနေပြီးတော့မြန်မာနိုင်ငံကြီးမှာ ထဲထဲကိုပေါ်ဝင်ခဲ့တာကျွန်တော်တွေ့ရတယ်။ပြီးတဲ့အခါကျတော့ဒီ1988ကနေပြီးတော့အချိန်တော်တော်များများဟိုသူကနေမှာအချိန်ကျုပ်ပြနေနေရတယ်။တကယ်တော့အချိန်ကျုပ်ပြနေထားရတဲ့အဓိကအကြောင်းကစေအုပ်စုကဒုံဆန်းစုကြည်ဆိုတဲ့နာမည်ကိုရမ်းကြတယ်။ဒုံဆန်းစုကြည်ရဲ့စွန့်လွတ်မှုစွန့်စားမှုနဲ့နောက်ကမှအထူးသဖြင့်အဲ့လိုနိမ့်တော်ခံမှုတွေဆိုပြည်သူရဲ့ယုံကြည်မှုရအောင်။အဲ့ဒီပြည်သူရဲ့ယုံကြည်မှုထောက်ခံမှုကိုစေအုပ်စုကရမ်းကြတယ်။ ဲ့လိုကြောက်တဲ့အတွက်အတွက်ပဲသူကအပြင်းမာထားရတယ်ဆိုလို့ရှိရင်အခြေချုပ်ဖြစ်နေသူ့ကိုနိုင်ငံရေးကမလုပ်နိုင်အောင်တခြားလုပ်ငန်းတွေမလုပ်နိုင်ဘူးဆိုပြီးတော့ထားပြခဲ့တာရှိတယ်။ဒါပေမဲ့လည်းပြည်သူလူထုအထောက်အပံ့ကိုစစ်ဆေးရတာတွေ့ရဘူး။ဆိုတော့ပို့ပြီးတော့ထောက်ခံမှုတွေပို့တက်လာတာမျိုးလို့ကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မလို့ပဲဒီစေအုပ်စုကဒေါ်စက်စုကြီးကိုထိန်းသိမ်းထားခြင်းအပြင်သူတို့အတွက်အနိုင်မရဘဲနဲ့သူတို့အတွက်ပိုရှုံးတာမျိုးတွေကိုကျွန်တော်တို့တွေ့ရတယ်။ ဘာလို့လဲဆိုတော့ဒေါက်ဆန်စကြီးကိုဖမ်းလိုက်တယ်ဆိုလို့ရှိရင်ပြည်သူရဲ့အမုန်းတရားပြီးလို့ရှိရင်နိုင်ငံတကာရဲ့သူတို့ကိုစန့်ချင်မှုစီးပွားရေးပိတ်ဆို့မှုအဲ့လိုပဲဒီအရာတွေကတစ်ခိပြည့်နဲ့မြင့်တက်လာတာမျိုးကိုတွေ့ရတယ်။ဒေါက်ဆန်စကြီးကိုပြန်ဖြတ်ပေးလိုက်ပြီဆိုလို့ရှိရင်နိုင်ငံတကာရဲ့မြန်မာနိုင်ငံပေါ်မှာထောက်ခံမှုကူညီမှုပြည်သူလူထုရဲ့အတင်အစိုးရပေါ်မှာယုံကြည်မှုဒါတွေကတိုင်းပြည်ကိုအတူတဘောဆောင်တဲ့တိုးတက်မှုဖြစ်စေတာကိုတွေ့ရတယ်။ဒါတွေကိုစိတ်အုပ်စုကသင်ခန်းစာယူဖို့လိုတယ်။ဒါပေမဲ့အခုချိန်ကြီး စေဥစုကသင်္ကန်းတော်မျိုးနဲ့နေဦးဖြစ်နေတယ်။အဲ့ဒီဘီကိုတော်ဆန်းစုကြည်ကိုအခြေဟိုအခြေချုပ်ကိုဖုတ်တော့ပဲနဲ့ထောင်သွင်းချင်းချတာမျိုးတွေကိုကျွန်တော်တို့ပို့ပြီးတော့ရဲဆက်ဆက်လုပ်ရတာမျိုးကိုတွေ့ရပါတယ်။ဟုတ်ဒီတော်ဆန်းစုကြည်ကဒီမြန်မာနိုင်ငံရောကတွေကိုစောင့်ဝင်ကြတင်ပါပဲ။ဖန်းချုံအောင်တာအနေအခြေချုပ်စသဖြင့်နှစ်ပေါင်းများစွာဖြတ်တန်းခဲ့ရတယ်။အဲ့တော့ကတော့အချမ်းပြုလို့မျိုးတက်လာပိုင်းရွယ်ပါလိမ့်။အခုတော့အွားရွယ်အရင်အရင်ချိန်နဲ့မတူတာကအနေအခြေချုပ်လည်းမဟုတ်ဘဲနဲ့ဒီမှာထားမှမသိအောင်ပြန်ပါကပါနဲ့ ဆက်သွယ်လုံးဝဖြတ်ခံထားတဲ့အခြေအနေဒီအခြေအနေမှာစေုပ်စုကအထူးသဖြင့်အနာသိစိတ်ကောင်းဆောင်ရဲ့သဘောထားဘယ်လိုမျိုးတွေ့ရပါလဲဗျာတကယ်တမ်းဆိုရင်ဒီအနာသိနေဆိုတော့ကဖွဲ့စည်းပုံခြေတံဥတွေကိုချိုးဖောက်တာဖြစ်တယ်အနာသိနေဆိုတော့ဟိုကသူတို့ရဲ့အာနာဝမမောမှုသူတို့ရဲ့လောဘကြီးမှုဒေါ်စစီတီဘုံအနာလိုမှုဒါတွေကိုကျွန်တော်တို့တွေ့ရဖြစ်ပါတယ် ဆိုတော့အဲ့ဒီအတွက်လည်းတို့ကတောင်ဆန်းစုကြည်ကိုဇန်သူသဘောသဘောထားနေတယ်ကျွန်တော်တို့တွေ့တာဒါကလုံးဝမဖြစ်သင့်ဘူးတကယ်တမ်းဆိုလို့ရှိရင်တောင်ဆန်းစုကြည်ဟာအမျိုးသက်ပြန်လည်သိမှတ်ရေးအတွက်တကယ်ကိုဆုံးမတူတဲ့စ조사ခဲ့တဲ့သူဖြစ်တယ်။နောက်ပြီးတဲ့အခါကျတော့မြန်မာနိုင်ငံမှာပညာရေးစီးပွားရေးပြုပြီးကြောင်းလုပ်ဖို့ပေါ့တထောင်ချက်ပေါ်သေးဖို့အခြေခံဥပဒေအောက်ကနေပြီးတော့သူလုံနိုင်တယ်လို့ဆုံးမလုပ်ခဲ့တာရှိတယ်။ဒီထက်ပိုဆိုးတော့ကစစ်အုပ်စုက ဒေါ်ဆန်းစုကြည်နဲ့တိုင်းသားတွေဒေါ်ဆန်းစုကြည်နဲ့နိုင်ငံတကာဒေါ်ဆန်းစုကြည်နဲ့ပြည်သူတွေကိုသွေးခွဲပြီးတော့ကစားရတယ်လို့ကျွန်တော်တို့တွေ့ရတယ်။ဒေါ်ဆန်းစုကြည်ကိုထောင်ချောက်တယ်အများကြီးစင်လာတယ်လို့ကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မို့ကျွန်တော်တို့အရင်တည်းကလည်းပြောပါတယ်။ဆိုတော့2015မှာဒေါ်ဆန်းစုကြည်တို့ပါတီအနိုင်ရတော့ပြည့်တဲ့အခါဆေးဥစုကမဖြစ်မနေအာဏာလွှဲပေးရဒါပေမဲ့နေရာပေးပြီးတော့နာမည်ဖြတ်မယ်ဆိုတဲ့ကစားပွဲမျိုးကိုသူတို့ကစားတယ်။ အဲ့တော့2015နဲ့2020ကြားထဲမှာတော်တော်ထင်ကြီးရတွေ့ရအဲ့ဒီချိန်မှာပဲ2015နဲ့2020ကြားထဲမှာဆိုလို့ရှိရင်ဒေါ်ဆန်းစုကြည်နဲ့တိုင်းရင်းသားတွေနဲ့အဆင်မပြေရဘူးဒေါ်ဆန်းစုကြည်နဲ့နိုင်ငံတကာနဲ့အဆင်မပြေရဘူးဒီလိုကြည့်ရတဲ့အများကြီးတွေ့ရပါတယ်အဲ့တော့တွေ့လာပြီးတဲ့အခါကျတော့ဒေါ်ဆန်းစုကြည်ရဲ့ပါတီက2020မှာအနိုင်ရလိမ့်မယ်လို့သူတို့ကပြောနေတာဒါပေမဲ့2020မှာပြည်သူကဒေါ်ဆန်းစုကြည်ပါတီကိုပဲဆက်ပြီးရွေးချယ်တဲ့အခါမှာ သူတို့ကအရင်အာသင်တော်တဲ့မျိုးတွေဖြစ်နေတယ်။အဲ့ဒီကနေပြီးတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကသူတို့ကိုကောက်ဝဲအေးဝကောက်ဝဲမပေးနိုင်ဘူး။ဒီထက်ပိုပြီးတော့သူတို့အာဏာလိုအပ်တယ်။အဲ့လိုမျိုးနဲ့သူတို့ကဒီအာဏာသိမ်းခိုက်တာမျိုးဖြစ်နေတယ်။ပြီးတဲ့အခါကျတော့ပိုပြီးရဲဆက်ဆက်ပေါ့။ဒုံဆက်မှုကြီးကိုအခြေလို့အခြေချုပ်တော့မဟုတ်တော့ဘဲနဲ့ထောင်သွင်းအကျဉ်းချခဲ့တာမျိုးတွေတုံပိုပြီးတော့ဟိုလောက်လာတော့ကျွန်တော်တို့တွေ့ရတယ်။ဒါကတိုင်းပြည်ကကောင်းတဲ့အားလားပေါ့။ ဲ့လိုပဲစစ်တပ်တော်လည်းကောင်းတဲ့အလားတော့မဟုတ်ဘူးဒီကြေးအခြေဆံလေးရဲ့ဒီကိုဒီအသက်80ရွယ်ဒေါ်မစုကြည်ကဟိုဘယ်လိုဖြစ်ကြော်နေမယ်လို့ထင်ပါလဲဒေါ်စုကြည်ကတရားရှိတဲ့အမျိုးသမီးပါဆိုတော့သူ့စီမှာခံနိုင်ရင်အတိရှိပါတယ်အဲ့လိုပဲဗုဒ္ဓရဲ့တရားတော်တွေဗုဒ္ဓရဲ့ဓမ္မတွေကိုလည်းသူကပြည့်ပြည့်ဝဝကြုံကြည်ရဖြစ်တဲ့အတွက်သူဒီလိုအခက်အခဲတွေကိုဖြစ်ကြော်နိုင်လိမ့်မယ်ကျွန်တော်တို့ယုံကြည်ပါတယ် အသက်ရရဖြစ်ဖြစ်လေဖြစ်တာရှိတာလေယောဂါတွေကတော့ဖြစ်နေပါဘူးဒါပေမဲ့ဒေါ်စုကြည်ရှင်သန်နေတယ်ရှင်သန်နိုင်တယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဟုတ်ကဲ့နိုင်ငံတော်သမတာဦးမြင့်တမန်တော်ဘုဟုဒေါ်စုကြည်အပါအဝင်နိုင်ငံသားနိုင်ငံကြီးအချင်းသားအလုံးကိုဆွတ်ပေးဖို့ကုလသမဂ္ဂနဲ့နိုင်ငံတကာကတောင်းဆိုလာတာရှိပါတယ်ဒါပေမဲ့လည်းအနာသိစစ်ကောင်စီကတော့ဆက်လက်ဖန်ဆီးချုပ်နှောင်ထားသေးပါဒီမိုကရေစီနိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံကြီးအချင်းသားတွေလွတ်မြောက်ဖို့ကဘလောက်အရေးကြီးပါလဲ နိုင်ငံရေးအကျဉ်းသားတွေကထောင်ထဲကိုမရောက်ရမဲ့သူတန်နမတ်တယ်အဲ့လိုပဲနိုင်ငံတစ်ခုမှာနိုင်ငံတော်ရဲ့သမ္မတကတော့နိုင်ငံတော်ရဲ့ဝန်ကြီးတွေ state councilor တွေကလူလူကူကူနဲ့ချက်ကလေးနဲ့ကလေးအခန်းခံချက်ကလေးနဲ့ကလေးတို့အခန်းခံတာမျိုးကကဘာမှလုံးဝမရှိဘူးဆိုတော့ဒါကဒီစစ်တပ်ကအာဏာရှိတယ်ဆိုရင်သူလုတ်ချင်တာလုတ်လို့ရတယ်ဆိုတဲ့အကူကိုကျက်တယ်အဲ့တော့ဒီလူတွေက သူတို့လွမြောက်နေတဲ့အချိန်သူတို့တိုင်းပြည်ကိုဦးဆောင်နေတဲ့အချိန်မှာတကယ်တိုင်းပြည်ကိုကောင်းကောင်းပေါ်ပေါ်တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ဥမာပြမယ်ဆိုလို့ရှိရင်ဥမာကိုဗစ်ပေါ့ကိုဗစ်ဖြစ်တယ်ဆိုလို့ရှိရင်ဒေါက်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကဒီလူတွေကိုကာဝယ်ပေးသွားတယ်ကာဝယ်ပေးတဲ့ပုံစံကကဘာတော့ကျွန်တော်တို့ကိုအသိမပြုရတဲ့အနေအထားမျိုးဖြစ်တယ်အခုတင်းကျတဲ့မတ်လမှာလျှောက်သွားတဲ့ငလင်အဲ့ဒီငလင်မှာဒီစေအုပ်စုက ြည်သူကို service ပေးတော့ပြည်သူကိုအလုပ်ချွေးပြူတယ်တကယ်စီနေကြီးအောင်ပေါ့ဆိုတော့ကျွန်တော်ထင်တယ်ပြည်သူတွေကခုလိုငယ်ကင်းတဲ့မျိုးသဘောတည်းအနေနဲ့ဖြန့်ဆန်းနေရတဲ့အချိန်မှာတကယ်လို့ဒေါ်စန်းစုကြည်ကငါတို့ကိုအုပ်ချုပ်နေတယ်ဆိုလို့ရှိရင်ငါတို့တိကျက်ပို့ပြီးတော့အကူအညီရမယ်နိုင်ငံတကာလည်းတိကျက်ပို့ပြီးတော့ပို့ညီလာမယ်ဒီလိုအတွေးမျိုးတွေကျွန်တော်တို့ဖြစ်နေမှာသိကြတယ်ဒါကဒေါ်စန်းစုကြည်ကအမျှော်မြင်ရှိတယ် သူအစိုးရဖြစ်နေတဲ့အချိန်မှာတကယ်လို့တဘောဘေးအန္တရာယ်ဖြစ်လာလို့ရှိရင်အစင်စစ်သုံးလို့ရအောင်ပတ်စံကအစားထားရတယ်တကယ်လို့ပေါ်ဖြစ်လာလို့ရှိရင်အရေးပေါ်လမ်းခေးတွေလမ်းတွေပြိုတယ်ပြက်တယ်သွားမရဘူးဆိုလို့ရှိရင်တကယ်ဟက်စကီးနဲ့သွားဖို့တော့ဟက်စကီးကိုဝေရတာမျိုးဒီလိုမျိုးအမျိုးမြင်ရှိတဲ့ခေါင်းဆောင်ဖြစ်ဒီလိုအမျိုးမြင်ရှိတဲ့ခေါင်းဆောင်လုံးမျိုးကိုထောင်သွင်းအချင်းချတယ်ဆိုတာကပြည်သူတွေအတွက်ဘယ်လောက်နစ်နာလဲတိုင်းပြည်အတွက်ဘယ်လောက်နစ်နာ ပြီးတဲ့အခါကျတော့နိုင်ငံရေးချင်းသားတွေဆိုတာအစိုးရအဖွဲ့ဝင်တွေဖြစ်တယ်၊ကျောင်းသားတွေဖြစ်တယ်၊ journalist တွေဖြစ်တယ်။အဲ့လိုပဲဒီအလျော်ပေါင်းဆောင်ပေါ့နော်အစိုးရဝန်ထမ်းတွေဖြစ်တယ်။ဒီလူတွေကတိုင်းပြည်ရဲ့ကုန်ထုတ်ဆောင်ရဆုကာယညာနာဆောင်ရဆုဖြစ်တယ်။ဒီလူတွေကိုအထောင်အကျင်းချလာကြတယ်တိုင်းပြည်မှာဘာချိုးမှရှိဘူး။တိုင်းပြည်တွေကျွန်တော်တို့လူငယ်တွေတော်တော်များများက brain drain ဖြစ်နေရတဲ့အချိန်မှာပြည်တွင်းနဲ့မောင်းထပ်ပြီးအချင်းထောင်နဲ့ထည့်ထားရတဲ့ brain dam damage ဖြစ်တယ်။ဒါအုံနောက်ပျက်စီးတယ်။အုံနောက်ကိုပျက်စီးအောင်သူတို့ကတော့ဘယ်နည်းချက်လာလို့ဖြစ်လဲ။ဒါကကျွန်တော်တို့အနာဂတ်ကိုပျက်စီးတာဖြစ်တယ်။သူတို့ကကျတော့ဆေးအုပ်စုရဲ့ရည်ရွယ်ချက်ကလူတွေတောင်းတော့မစင်စားနိုင်လေ။လူတွေသူတို့ကိုမတော်လှန်ရဲအောင်အကြောက်တရားတွေပတ်တည်ဒီလိုပုံစံမျိုးတွေနဲ့ပဲတိုင်းပြည်ကိုအုပ်ချုပ်လာတာ။ဒါကြောင့်မို့လို့လေတိုင်းပြည်ကချမ်းသာတယ်၊လူတွေကဆင်းရဲတယ်ဆိုတဲ့အမျိုးတွေကျွန်တော်စီမှာဖြစ်လာ ဒီလိုအကြောင်းချက်တွေကြောင့်ဖြစ်လာတာဟုတ်ကဲ့ဒီစစ်ကောင်စီလက်ထက်မှာနိုင်ငံရေးကျင်းသားတွေကိုထောင်ရင်းနှိမ့်ဆက်ရင်းပဲတာတပ်ဖြတ်တာဒိတ်ချမ်းဖတ်တာစစ်မှန်ဆောင်ဆောင်မှုမပေးတာလက်စားတာစတဲ့ဖိနှိမ်မှုမျိုးစုံကြားပါတယ်အခုအချိန်တွေမှာအမှန်တရားထောင်ရင်းချမ်းဖတ်မှုတပ်ဖြတ်မှုအချမ်းဖတ်တပ်ဖြတ်မှုအများဆုံးအချိန်တွေလို့ပြောလို့ရပါအရင်ကကအချိန်တွေနဲ့ရှင်းပြီးတော့နှိမ့်ရှင်းပြီးတော့ပြောပြပါဦးခင်ဗျအခုကတော့အစိုးဆုံးလို့ကျွန်တော်တို့ပြောလို့ရပါ နေရာတိုင်းမှာအဆိုးဆိုတော့ထောင်ဆိုတော့ကတော့အဆိုးဆုံးနေရာတကယ်အဆိုးဆုံးနေရာကိုပြောလို့ရတယ်ဘယ်လိုကူပြောရင်အချင်းထောင်နေရာလူလေးပဲဒါဟိုအရင်ဘဘဦးဝင်းတင်လည်းပြောခဲ့ပြီးရှိပါတယ်ဆိုတော့ကကြဥမ္မာမကြသေးတင်ကထုတ်ကပ်ခဲ့တဲ့ရည်လင်းအဲ့ဒီရည်လင်းကပြင်ပမှာရှိနေတဲ့သူတွေဒီဒီရည်လင်းတောင်ခံတာမန္တလေးမန္တလေးထောင်ဆိုလို့မန္တလေးအိုးဘိုထောင်ဆိုလို့ရှိတယ် ဒီနေရာညိုကြတာရှိတယ်အဘိုးညိုကြတာရှိတယ်အဲ့လိုညိုကြတဲ့အတွက်အကျဉ်းသားအကျဉ်းသားတွေကလည်းနည်းနည်းအကျဉ်းသားတွေကသိဆုံးမှုရှိတယ်ပြီးတဲ့အခါကျတော့ထိလိုက်တယ်ရရတာများရှိအဲ့ဒီမှာစေအောင်စုကဘာလို့လဲထိကက်တန်ရရနေတဲ့သူတွေကိုအမြဲဆုံးစိတ်အောင်ထုတ်ပေးထုတ်ပေးမဲ့လည်းငလျင်ထုတ်ပြီးတော့တော်တော်ကြာပြီးတော့နှစ်ဆင်းကျင်းလောက်မှာမှဒီလူတွေကိုအကျဉ်းစိတ်အောင်ထုတ်ပေး အဲ့လိုထုတ်ပေးတဲ့အတွက်ဘလို့အပင်းနဲ့ခြေနှောက်ဖြတ်လိုက်ရတဲ့သူတွေလက်ဖြတ်လိုက်ရတဲ့သူတွေဟိုခေါင်းကိုထိတိုက်ပြီးတော့ပုံမှန်ခံစားနေရတဲ့သူကိုဝင်ဆောင်မျိုးသူကြီးကလေးပြတ်ချက်သွားတယ်ပိစားတော့ဒီလိုမျိုးတွေအခြေတော်နေတော့အများကြီးဖြစ်တယ်ဒါပေမဲ့အဲ့ဒီလိုမျိုးအများကြီးဖြစ်နေတော့သတင်းမောင်းချလာတယ်ပြီးတော့ကကျတော့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီတွေရဲ့အခြေတော်ထူလာတယ်ဟောမရောက်ဆိုတော့အခြေတော်တွေရဲ့လူတွေကတဘောဝဘေးအန္တရ စိတ်အုပ်စုကဘေးတဲ့အနေရပေါ့အနေရနှစ်ခုကိုတပြိုင်နက်ခံစားရတဲ့သူတွေလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါကြောင့်မလို့ဒီအချင်းချောင်းတွေမှာရှိနေတဲ့သူတွေကိုလည်းနိုင်ငံတကာကမိတ်မထားတဲ့သူတို့ပြည်သူတွေကလည်းအချင်းချောင်းတွေမှာရှိနေတဲ့သူတွေမိတ်မထားတဲ့သူစိတ်အုပ်စုကဒီလူတွေကိုရွယ်ချက်ရှိရှိနဲ့တဘောဘေးအနေရကိုအသုံးချပြီးတော့ရေရှည်သူ့ကိုမတော်လည်ရဲအောင်ရေရှည်မတန်စွမ်းနေဖြစ်တော့အောင်သူတို့စနစ်တကျနဲ့ကျူးလွန်လိုက်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ် တော့ဒီလိုမျိုးချုပ်လို့မှုတွေကတကယ်ကြဆုံးရဇဝတ်ကုန်ပြောက်ပါတယ်အဲ့လိုပဲလူတယောက်ကိုဖမ်းပြီးပြကြတဲ့တရားစီရင်မရဘူးစစ်ကြောရေးမှာတည်တဲ့ဒီပြင်းမနှိမ့်ဆက်တာမျိုးတွေပို့ပြီးတော့ပြားလာကျတော့အရင်ခေတ်တွေမှာဒီလောက်မပြားဘူးဒီဘက်ခေတ်တွေမှာအရေးကြီးတယ်ရမ်းများတာဒီဟာတွေကလည်းစနစ်တကျတဲ့အကြောက်တရားပန်ကြီးတာငါတို့ကတော်တယ်မင်းတို့ငါတို့အကောင့်ခံရရင်တတ်တယ် ဆိုရတော့လို့ချင်းချုပ်တဲ့အကြောင်းရောကိုဖန်တီးတဲ့ဟာတွေကိုကျွန်တော်တို့ကျင့်သုံးလိုက်တော့တွေ့ရတယ်။ဒါကသူတို့စုံရှုံးနေတယ်ဆိုတာကိုပြတာ။သူတို့ကတိုင်းပြည်ကို normalize ပေါ့။ပြန်ပြီးတည်ငြိမ်တဲ့အခြေအနေရောက်အောင်ဖန်တီးနိုင်ပါတယ်လို့နိုင်ငံတကာကပြောချင်တယ်။ဒါပေမဲ့ခုကန်ဒေါ်လာနဲ့သူတွေကရှိနေတဲ့အခါကျတော့နိုင်ငံတကာကလည်းတိုင်းပြည်ကတည်ငြိမ်နေပါတယ်လို့ခုချိန်ကြီးမတတ်ပါဘူး။အဲ့လိုမတတ်ပါတဲ့အတွက်သူတို့သွားကျင်တဲ့တန်းကြောင့်သူတို့သွားလို့ရတယ်။ အဲ့တော့နိုင်ငံရေးအကျဉ်းသားတွေကိုအညိုးနဲ့ပို့ပြီးတော့နှိမ့်ဆက်ဖြစ်ဒီလက်ရှိအချိန်မှာနိုင်ငံတော်ကအကျဉ်းတော်ကြီးကြီးမှာနိုင်ငံရေးအကျဉ်းသား2000ကျော်ပဲเนาะအဲဖန်စီချုပ်နှောင်ထားခြင်းဖြစ်တယ်လို့ EBB ကလည်းမှတ်တမ်းထားပါတယ်ဒီအကျဉ်းသားတွေရဲ့အခြေအနေအကျဉ်းသားတွေရဲ့စီလစုအပေါ်မှာအဲဖိနှိပ်လေးဆက်မှုတွေလက်ရှိအခြေအနေမှာဘယ်လိုကြာသိရလဲဒီဖြစ်စဉ်တွေအပေါ်မှာမှတ်တမ်းထည့်ထားတဲ့အပိုင်းကိုပြောလို့ရလို့ရှိရင်ရှင်းပြပေးပါဦးဗျာကျွန်တော်တို့ကတော့ဒီအကျဉ်းထောင်တွေကိုစောင့်ကြည့်တာ ော့ဒီငကိအချင်းသားတွေအခွင့်ခံတဲ့အခြေအနေမျိုးအခြေအနေမျိုးတွေကိုစောင့်ကြည့်တယ်ကိုကျွန်တော်တို့လုပ်ပါတယ်အဲ့လိုလုပ်တယ်လို့အချင်းထောင်အသီးသီးမှာရှိနေတဲ့ငကိအချင်းသားတွေအဲ့ဒီအချင်းသားတွေရဲ့ဥမာကျမ်းပါရေးဆောင်ရှောက်ဆိုတော့ကျမ်းပါရေးဆောင်ရှောက်မှုရဆိုလို့ရှိရင်ကျွန်တော်တို့တည်ထားတဲ့မြတ်တည်ထားတဲ့ယူရောလုံလောက်တဲ့ကျမ်းပါရေးဆောင်ရှောက်မှုမရဘူးအချိန်မီစေဝါဆောင်ရှောက်ခံပိုင်ခွင့်မရဒါကကျင်းတော်ဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့နိုင်ငံတကာဥပဒေကိုလည်းချိုးဖောက်တာဖြစ်တယ်အဲ့လိုပဲမိသားစုနဲ့ထိတွေ့ဖို့ ဥမာဒေါ်သက်စုတီဆိုလို့ချင်းဒါမိသားစုနဲ့ထိတ်တွေ့ဖို့နေကျွန်တော်တို့မရဆိုဘယ်နေရာမှာထားလို့ထားမှန်းတော့မသိဒီလိုအနေထားမျိုးကဒေါ်သက်စုတီကိုပေါ်ဝင်းချင်တဲ့အပြင်လောကနဲ့လုံးဝအဆက်ဖြတ်လိုက်တယ်ဖြစ်တာဒီလိုမျိုးကအချင်းတော်ဥပရိယာတဲ့ဖွင့်ပြထားတဲ့မျိုးမရှိပါဘူးအဲ့လိုပဲဒီနိုင်ငံတကာဥပရိယာဆိုတဲ့ဒီလိုမျိုးလုပ်ဖို့အခွင့်မပြုတာပေါ့ဒီလိုဟာမျိုးတွေကိုစေအုပ်စုကတကယ်ကိုချိုးဖောက်နေတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်အထူးသဖြင့်တော့ကျောင်းလုံလောက်တဲ့ကျောင်းပယ်ကြီးဆောက်ရှောက်ွက် လုံလုံတဲ့အစာအာဟာရစားသုံးဖို့ဒါရီလူတယောက်ရဲ့ရှင်သန်ဖို့အတွက်အရေးကြီးပါတယ်အဲ့ဒီအရေးကြီးတဲ့အရာတွေကိုဖြတ်တောက်ထားတဲ့အတွက်အကျဉ်းသားတွေရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအခြေအနေတွေမှာကြောက်စင်းမှုတွေဖြစ်နေဖြစ်ဖြစ်လာနိုင်တယ်ဒါပေမဲ့အငယ်အကျဉ်းသားတွေကရောက်ပြရမှာစိတ်ကြနဲ့အသက်သက်ရှင်တာဖြစ်တယ်အဲ့ဒီတော့အငယ်အကျဉ်းသားတွေကအကျဉ်းထောင်တွေရဲ့စိုးပေါင်းမှုတန်တွေကိုခံရရရှိရှိနဲ့တုံးတုံးလှန်ပြီးတော့အမြဲတမ်းပြန်လွတ်လာနိုင်မယ်လို့ကျွန်တော်တို့ယ ဟုတ်ကဲ့ဒီ ICRC ကအရာရှိကပြည်တွင်းကိုဝင်ပြီးစစ်ကောင်စီကတချိန်ပြုတ်ခဲ့ပါတယ်။ဒါပေမဲ့တော့ထောင်ရင်းက19နှစ်ရဲ့အချိန်လေးကိုပြောတာလုံးဝမတွေ့ရပါဘူး။ ICRC ကဘာဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနေနဲ့စစ်ကောင်စီလက်အောက်ကထောင်ရင်းက19နှစ်အတွက်အတန်လုံးတော့ထုတ်ပြတော့ထင်ပါတာ။ဒါမှမဟုတ်ပြက်ကွက်နေတယ်လို့ထင်ပါတာအကြောင်းပါပဲ။ခုဒီအနည်းဆုံးအနေအထားအရဆိုလို့ရှိရင်လက်လင်ပေါ့။လက်လင်ရောက်မန္တလေးဥပဒေတော်မှာအကြီးအကျယ်ထိတိုက်ပြစီပါ အဲ့လိုမျိုးထိခိုက်ပျက်စီးတော့တယ်နိုင်ငံရေးအကျဉ်းသားတွေနဲ့အကျဉ်းသားတွေတည်ဆုံးတယ်ရရတယ်ရှိတယ်။အဲ့ဒီအကျဉ်းထောင်ကိုနိုင်ငံတကာအဖွဲ့အစည်းတွေကပုံညီတာမျိုးကျွန်တော်တို့မကြောက်ဘူး။ဒါတော့နိုင်ငံတကာကလည်းကျွန်တော်တို့မေးခွန်းထုတ်တင်တာကဒီလူတွေရဲ့လူတွေမဟုတ်ဘူးလား။ဒီလူတွေရဲ့သဘောဘေးအနေခံစားရတဲ့သူတွေမဟုတ်ဘူးလား။ဒီလူတွေကိုမကူညီသင့်ဘူးလား။ဒါတော့တို့တို့ကိုကျွန်တော်တို့မေးခွန်းထုတ်ပါ။ပြီးတော့ခင်ဗျာတို့ကိုယ်တိုင်ကလည်းဒီလူတွေကိုကူညီဖို့အတွက်စိတ်အဆု အပြည့်ထံပြရမယ်ပေါ့မရရအောင်ကုန်ရပေါ့အဲ့တော့မှတကယ်လုံအပ်တယ်တကယ်ထိခိုက်ခံစားရတဲ့သူတွေကိုကုန်ရရအောင်မဟုတ်ဘဲနဲ့စေအစုအလိုကြစေအစုဖွင့်ပြတဲ့နေရာလေးပါပဲစေအစုဖွင့်ပြတဲ့သူတွေကိုပဲကုန်ကြည့်မယ်ဆိုလို့ရှိရင်မြမနိုင်ငံကစေအစုတစ်ခုတည်းကနေလို့မြမနိုင်ငံကိုလွန်မှုအုပ်ချုပ်နိုင်တာမဟုတ်ဒီမနက်ကမှာတော့အုတ်ချုပ်နေတဲ့အစုအဖွဲ့တွေတိုင်းရင်းသားအစုအဖွဲ့တွေအန်ယူဂျီလိုအဖွဲ့တွေအများကြီးရှိတယ် ရှိလာတယ်ဆိုလို့ပြင်တော့နိုင်ငံတကာကစစ်အုပ်စုနဲ့ပေါင်းပြီးတော့လူတွေကိုပူကြီးယုံတဲ့မြန်မာနိုင်ငံထဲမှာရှိနေတဲ့တန်ကားစိတ်ကြိုးတဲ့သူတွေကိုပူကြီးနိုင်မှာမဟုတ်ဘူးစစ်အုပ်စုရဲ့နေမြေကတစ်ခိပိနဲ့ကျုပ်လာပြီတခြားအင်အားစုတွေရဲ့နေမြေတွေကတစ်ခိပိနဲ့ပူကျဲလာတာမျိုးရှိတယ်အဲ့ဒီပူကျဲလာတဲ့နေမြေမှာရှိနေတဲ့သူတွေကလည်းလူတွေဖြစ်တဲ့မြန်မာနိုင်ငံထဲမှာနေတဲ့သူတွေဖြစ်တဲ့အဲ့တော့နိုင်ငံတကာအနေနဲ့မြန်မာနိုင်ငံထဲမှာရှိနေတဲ့သူတွေကိုပူကြီးခြင်းနဲ့ဆိုလို့ရှိရင် စေအောင်စုတခုလည်းနေတယ်လုံးလုံးလို့မရဘူးနဲ့အန်ယူရှိလိုမျိုးပြီးရခါကျတော့ KNA လိုမျိုး KNU လိုမျိုး K ဟို Karen လိုမျိုးဒီလိုတိုင်းသားအစုအဖွဲ့တွေနဲ့ပေါ့ပေါင်းဆက်ပြီးလုပ်ကြတဲ့အခါကျတော့မှတကယ်ဒုက္ခရောက်နေတဲ့သူတွေကိုကူညီရကြောက်ဒါမှမဟုတ်ရင်တော့တစ်ဖက်လက်နဲ့စေအောင်စုကိုပံ့ပိုးပေးရရောက်မယ်စေအောင်စုကိုတစ်ဖက်လက်နဲ့အသိပံ့ပိုးရရောက်ပါမယ်ဟုတ်ကဲ့နောက်တစ်ခုကတော့ဒီဒီ2017 February 17ရက်နေ့နောက်ပိုင်းမှာဒီအချမ်းဖတ်အုပ်စုနဲ့တုတ်လက်ပါစီတွေကတော့တက်ဖြစ်တယ်လို့ ဟိုအရေးအတွက်နဲ့ပတ်သက်ပြီးတက်ဖြတ်ခဲ့တဲ့အရေးအတွက်နဲ့ပတ်သက်ပြီးမေးချင်ပါတယ်ဒီ ABB တီးပြုတ်ထားတဲ့စင်းရလို့ရှိရင်6800ရှိတယ်ပေါ့အဲ့တော့တီးပြုတ်ဖို့လိုအပ်နေစရာက3500ရှိတယ်အဲ့တော့ဒီစင်းကောက်ယူနေတာပတ်သက်ပြီးယသဟပြည်သူတွေဘလို့အချိန်ကြီးမှာတိတ်ဆုံမှုတွေအတွက်ဘလို့လို့ဖြည့်ကျွတ်တက်ချက်တော့ပါလိမ့်ခင်ဗျာကျွန်တော်တို့ဒီလူလုံးစင်ပေါ်လက်နက်ကင်တိုက်ပွဲဖြစ်နေတယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီလေးစင်ပေါ်ဆိုတော့စစ်စစ်အုပ်စုနဲ့တခြားတိုင်းသားအင်အားစုတွေစစ်အုပ်စုနဲ့ PDF တွေ ဒီလိုလိုရင်ဆိုင်တိုက်ပွဲဖြစ်ရင် PDF ဘက်ကလည်းကြာဆုံးလာရှိတယ်စစ်တပ်ဘက်ကလည်းတည်ဆုံးလာရှိတယ်အဲ့လိုမျိုးရှိတဲ့အခါမှာဒီလိုမျိုးတိုက်ပွဲတွေမှာကြာဆုံးတဲ့သူတွေကိုကျွန်တော်တို့စီးရင်တော့မထည့်ဘူးဒါကသဘောဝဖြစ်တယ်စစ်တိုင်းတိတ်စစ်သားတွေတည်ဆုံးမှုကိုကျွန်တော်စီးရင်တော့မထည့်ဘူးအဲ့တော့ဒါကတော့သက်ဆိုင်ရာတိုက်ရင်တပ်ဖွဲ့တွေရာဒီမှာစနစ်တကျပြုစုထားတဲ့စီးရင်ရှိတယ်ကျွန်တော်တို့ကဥပမာ PDF တွေတိုင်းတဲ့လက်ကိုင်တပ်ဖွဲ့ဝင် စေဥစုပါလို့အရှင်ဖမ်းမိပါအရှင်ဖမ်းမိတော့ပြီးတော့သူတို့ကိုညှဉ်းပန်းနှိပ်စက်ပြီးတော့တတ်ပြစ်လိုက်အဲ့လိုမျိုးဆိုရင်တော့ဒါကကျွန်တော်တို့စဉ်းနေမှထင်ဒါကမတရားသဖြင့်ဖန်ဆီးမှုလက်လို့ဆိုပဲတတ်ပြတ်မှုဒါကနိုင်ငံတကာဥပဒေကိုချိုးဖောက်ရရောက်တယ်စစ်ရဆိုမှုကိုကျူးလွန်ရရောက်တယ်တကယ်တမ်းသူတို့ဖမ်းမိတယ်ဆိုရင်ဒါစစ်သုံးဝင်ဥပဒေရကျွန်တော်တို့ကထိန်းသိမ်းဆောင်ရွက်အောင်မယ်စစ်သုံးဝင်ဥပဒေရပဲသူတို့ကိုဟိုထိန်းသိမ်းဆောင်ရွက်အောင်တောင်းရှိတယ် အဲ့ဒီကြော်လုံပြီးတော့တပ်ပစ်တယ်ဆိုတဲ့အမျိုးကအရင်ကျက်စရာကြာဒါကလူသားဖြစ်တဲ့မျိုးကိုစန့်ကျင်တဲ့ရာဇဝမှုကိုကျူးလွန်တာဖြစ်တယ်စစ်ရာဇဝမှုကိုကျူးလွန်တာဖြစ်တယ်ပြီးတော့ကကြတော့ကျွန်တော်တို့ဖမ်းသွားတယ်ပြီးတော့စစ်ကြောရေးကိုပေါ်သွားတယ်စစ်ကြောရေးထဲမှာတင်းမနှိမ့်ဆက်ရင်းနဲ့တတ်လိုက်ဒီလိုမျိုးတွေကိုကျွန်တော်တို့စီးရင်းနဲ့ဥထည့်ပါတယ်အဲ့လိုပဲဒီလေချောင်းနဲ့ဘုံကျက်တက်ခဲ့တယ်လေချောင်းနဲ့ဘုံကျက်တက်ခဲ့ရင်အရသာတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခတ်တယ်ဆိုလို့ရှိရင်အဲ့ဒီသေဆုံးတော့တဲ့အရသာတွေကိုကျွန်တော်စီးရင်းနဲ့ထည့်ပါ တော့ကျွန်တော်တို့စရိယကျွန်တော်တို့ဟို verify ပေါ့နော်ဟိုလုံးလို့ရတဲ့စရိယဆို6တောက်ရှိရလို့ပြောတာပဲနဲ့ကျွန်တော်ဆက်ပြီးစုံစမ်းနေတာနောက်ထပ်3တောက်တော့ရှိအဲ့တော့တကယ်တမ်းအဲ့ဒါတွေကိုကျွန်တော်တို့ရမယ်ဆိုလို့ရှိရတယ်1000 1000ကျော်ကျော်တော့ဖြစ်နေပါပြီဆိုတော့ဒီနေ့မကတဲ့ပုံများနေတယ်ဆိုတော့တချို့ဘာတွေကျွန်တော်တို့ကစရိယသတင်းတော့ရတယ်ဒါပေမဲ့အဲ့သတင်းကပျောက်သွားတယ်ဘာဖြစ်လို့လူတွေကလည်းချွေပြောင်းနေကြဆိုတော့ဘုံကျဲတယ်ဆိုတော့ဒီနေရာမှာဆက်နေလို့မရဘူး အဲ့တော့ကကျွန်တော်တည်င်းကိုဆက်လက်ပို့အခက်ခဲရှိသွားတဲ့နေရာမျိုးအခြေအနေမျိုးတွေလည်းရှိတယ်။ဒါကြောင့်မို့တချို့တည်င်းတွေကဟိုတချို့ဆေးတွေကကျွန်တော်တို့ကမပါနေပါဘူးမဟုတ်ဘူး။ဒါပေမဲ့တစ်ချိန်ကျရင်တော့ဒီတည်င်းတွေကပြန်ထွက်လာပြန်ထွက်လာနိုင်မယ့်အနေအထားရှိပါတယ်။ဟုတ်ကဲ့။ဟိုဒီဆက်ဆက်ပြီးပဲမြင်ချင်တာလက်ရှိစစ်တော်စီတစ်ထပ်မှာတည်တဲ့ချပွန်ရတာလည်းရဲဆက်ဆက်ခြေသုံးလာတွေ့ရပါတယ်။ဒီ APB ရဲ့ဆင်းရဆိုလို့ရှိရင်စုစုပေါင်းတည်တဲ့ချမှတ်တာထောက်ဟုတ်ပါတော့190ကျော်ပါနော်190ကျော်။ ရှိပါတယ်ဒီသေးတန်းပြစ်တန်းကိုပတ်သက်ပြီးဘာများပြောချင်ပါလဲဒီဥချင်းမီတို့ကိုပြောစရာတော့လေးပေါ့နော်ကောက်မြတ်ခံရင်နောက်ပိုင်းမှာတော့ထမှန်ကောက်ပြတ်လာတော့ကျွန်တော်ဒီမှတ်တမ်းညာအဲ့လိုတွေ့ရပါတော့လို့လို့သေးတော့အဲ့ဒီကိုချင်းမီတို့ကိုပြတ်ခံရတဲ့နောက်ပိုင်းမှာတော့တတိယလေတော့ထွက်တော်မျိုးတွေရှိတယ်ဒါပေမဲ့တရားဝင်ဂျိုးပေးတာမျိုးတော့ကျွန်တော်တို့မှတ်တမ်းထဲမှာမတွေ့ရအောင်ဒါပေမဲ့စေအုပ်စုကအာနာသိန်းစေအုပ်စုဖြစ်သူတို့က လူတွေကိုတရားဝင်ဂျိုးပေးပြီးတက်ပိုင်ခွင့်မရှိအဲ့တော့ဒီလိုတက်တယ်ဆိုတော့တို့လူသက်မှုကိုကျူးလွန်တယ်ဆိုတော့တစ်ချိန်ကျလို့ရှိရင်တို့ဒီလူတွေကိုတက်ဖြတ်တဲ့လူသက်မှုနဲ့အရေးမှုခံရတဲ့ပေါ်ရှိတယ်ဒါလူသက်မှုပဲဟုတ်ကဲ့ဒီနောက်ဆုံးတော့ဒီလက်ရှိပေါ့နော် ABB စမ်းနေတဲ့အပိုင်းနေအဲခက်ခဲနေစင်ခေါ်မှုတွေပေါ့နော် ိုက်ပိုင်းနေတဲ့နောက်ဆုံးပြည်သူလူထုကိုနေစကားပါချင်လို့ရှိအဖို့ကြီးနေလဲအားမပြောချင်ပါနဲ့ကျွန်တော်တို့အခက်အခဲတွေရတော့အများကြီးပါကျွန်တော်တို့ကြုံတွေ့နေရတဲ့အခက်အခဲတွေတကယ်လည်းပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့သိမထူပါဘူးဒါပေမဲ့ပြည်သူလူထုခံစားရတဲ့အခက်အခဲတွေတော့ကျွန်တော်တို့ပုံစံဥပမာဒီလေကြောင်းတွေမှာပုံစံခံရတယ်ပြီးလို့ရှိရင်သူတို့အိမ်တွေသူတို့တွေကမိသားစုဝင် တည်ဆုံးသွားတယ်တရားရီရသွားတယ်အဆက်ရှိပြီဒီလိုကိုယ်တွေခံစားနေဒီလိုခံစားနေရဲ့နေရပေမဲ့သူတို့ကဒီစိတ်အုပ်စုလက်အောက်မှာမနေခြင်းမှုဆိုတဲ့သူတို့ရဲ့ကိစ္စတစ်ဆန္ဒဒါကိုလည်းကျွန်တော်တို့တွေ့နေရဒါကအင်မတန်နေစားစရာကောင်းတယ်ဒါကြောင့်မို့ဒီကိသူလူလူရဲ့ဆန္ဒကိုနိုင်ငံတကာကနေပြီးတော့လိုက်ကြောတော့ကျွန်တော်တို့ဒီအင်အားစုတွေကနေပြီးတော့ဆက်ပြီးတော့ကျွန်တော်တို့စူးစမ်းနေတာရှိ အဲ့လိုပဲကျွန်တော်တို့ဒီအပြင်မှာရှိနေတဲ့အရာစုတွေကဒီအထက်မှာရှိနေတဲ့သူတွေဆက်ပြီးတော့တွန်းလှန်တော့အောင်တော်တန်နိုင်အောင်ရုပ်ပိုင်းဆိုင်ရာရဖြစ်စီစိတ်ပိုင်းဆိုင်ရာဖြစ်စီကျွန်တော်တို့စက်တိုက်ကူညီတာရှိပါတယ်အဲ့ဒီအကူအညီတွေကိုလည်းကျွန်တော်တို့ကတော်လှန်ရေးအောင်ဒီအထိဆက်ပြီးတော့ကျွန်တော်ဆက်လက်ဆောင်ရွက်ပါမယ်ဆိုတော့အဲ့တွေ့ကျွန်တော်တို့တော်လှန်ရေးကအမှန်တရားဘက်ကတရားမျှတမှုဘက်ကတော်လှန်ရေးဖြစ်တယ် ကျွန်တော်တို့အနည်းနဲ့ပြန်တော့ကျွန်တော်တို့လူကြီးနဲ့ပန်းနိုင်ကျွန်တော်တို့ရောက်ရောက်ပါဒါပေမဲ့လူလုံးစင်ပေါ်တော့ပြည်သူလူထုကြုံတွေ့ခံစားနေရတဲ့ဒုက္ခတွေကိုကျွန်တော်တို့သိရကြတာနားလည်ပါတယ်ထက်တူခံစားရပါတယ်ဆိုတော့အဲ့ဒီဒုက္ခတွေကလွတ်ပြောက်အောင်တော့ဝိုင်းဝန်းပြီးကြိုးစားကြတော့ဟုတ်ကဲ့ကိုကြီးခုလိုဒီ message ကိုအချိန်ပြည့်ဖြစ်ကြမယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျေးဇူး